ားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့သာသနာကိုအပြတ်မခံနိုင်ဘူးဆိုပြီးမိန့်တာတဲ့ဆရာတော်တစ်ပါးရဲ့ရုပ်သံဗီဒီယိုဖိုင်တွေကိုတင်ဆက်ပေးလိုက်ပါခင်ဗျာဒါမှဆရာတော်ပါအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုမိန့်ထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ စုံစုံမှုကကျောင်းဆောင်ပုံက26ဆောင်ရှိတယ်26ဆောင်ရှိတဲ့အထက်မှာကခုလုံးလုံးဖြည့်စည်တာ၄ခုဒီဘက်အဝင်ဝမှာကျောင်းတိုင်း2တိုင်းဒီဘက်ဘင်မဖြစ်တဲ့ရကိတဆိုတဲ့ကျောင်းဆောင်ကပြိုတယ်ပြိုတဲ့ဥစ္စာမိပြီးတော့ဓမ္မပါဠိဆိုတဲ့ကျောင်းဆောင်မှာဒါလည်းပြိုသွားတယ်ခုမှာကတို့ဒရိုင်လုံးသုံးသွဲတဲ့ကလာ4000ဆက်ရေစင်းကြီးတခုလည်းပြိုကျသွားဒီနေ့မှာမင်းတို့ကခုကမမြတော့ဘူးအဲကြောင့်ငါကဂူခဲဆိုရင်တော့မင်းတို့ငုံထိမ့်မှန်းနဲ့ဆိုရင်နိုင်စင်းကြီးတွေ့လိမ့်မယ်လို့ခုကနိုင်စင်းကြီးပြိုတော့ဘူးကဒီနေ့မှာနိုင်စင်းကြီးရှိတယ်ခုကတော့ တပည့်တွေကပြန်ပြီးတော့လှုပ်ကျင်တယ်လို့သူတို့ကတော့များရှောင်းတယ်အေးကွာအများတန်ခါနဲ့တိုင်မင်းပြီးတော့အထိမ့်မကြီးကတော့ရှေ့ကဆရာတော်တွေလှုပ်ခဲ့တာသူကစဉ်းစားမှာပေါ့လို့ပြန်လှုပ်တယ်လှုပ်အောင်မှာပေါ့လို့အဲ့ဒါပဲပြောတာအဲ့တော့လုံးလုံးပြောချင်ပြစီက၄၄တောက်ရှိတယ်အဲ့တည်းမှာအခုနည်းနည်းစစ်သူကအတိမတ်ပြုတယ်ပေါ့တရားဝင်စစ်စစ်မှုလောက်ခံလိုက်တဲ့ကလေးဆောင်ကတော့ပြန်ပြီးတော့နေသင့်တယ်အဲ့လိုမျိုးသုံးရချက်အဲ့လိုဆိုလေးဆောင်လုံးလုံးပြန်စီလေးဆောင်ကနေသင့်တယ်ဆိုတော့ကျန်တဲ့အရေးကတော့ဝါရောင်စင်းတယ်ဝါရောင်စင်းဆိုတော့ကထပ်ပြီးစေရမယ် တည်တည်ကြာပြပြနေတင်တာလားပြပြပြလို့ချင်းတော့နဲ့ပြပြလို့ရမလဲဆိုတော့အဲ့လိုစနေရှိတယ်အဲ့ဒါကတောင်းရှိရဲ့လက်ရှိပြင်စည်းမှုအခြေအနေပေါ့ဒါဘလောက်တန်ကျေးရှိတယ်ဗျာအဲ့တော့ငါတို့မလွတ်တတ်ဘူးအဲ့တော့တို့ကကြက်လက်ရှိခြေနေရအဲ့ဒါလို့ဒီကြောင်းကြောင်ကြီးတွေကမြင်းတန်မြင်းရတဲ့လို့လူနာပြောရင်တော့အတွင်းကြည်ကြီးနေတာပေါ့ကွာအတွင်းကြည်ကြီးနေဆိုပြတော့ဘယ်သူမှလက်ဒီပေါ်တက်ပြီးတော့ရဲရဲတဲ့နဲ့မနေရကြဘူးမနေရကြဘူးဆိုတော့ကိုကပြင်မှာပဲအေးကလေးတွေလည်းမင်းအပေါ်မနေနဲ့အားမမကန်နိုင်ဘူးဆိုတော့ကလေးတွေလည်းမနေရတော့ပြန်ကုန်ပြီငါတို့ကအခု3000နီးပါးနေတာ ဒီတက်ကသာကြတာတင်တာအကုန်လုံးက၃တောင်ဒီဘက်နေတာအဲ့ဒီမှာအခုပြန်ကြပြန်ကြပြန်ကြဆိုသူနိစာရတဲ့တူနေပြရတယ်ရှောက်ပြီးသွားတော့ကျန်တာကတော့ခုနောက်ကတိတိကျကျစင်းကတော့300နဲ့တစ်ပါးကျန်တယ်နိုင်ငံနဲ့ဆို300ကျော်350ရှိမှာပေါ့အဲ့ဒါလောက်ပဲကျန်တော့တယ်အဲ့တော့အရေးကြီးတဲ့စီရင်ချက်စီမံချက်ကငါတော့စပြီးထွက်ပြစ်ပြီး၂ရက်ကျော်၃ရက်ကလေးလူကြီးတွေနဲ့တွေ့တဲ့ခါလဲပြောတယ်ဟိုးအိန္ဒိယကောင်စီကအိန္ဒိယသမ္မတကြီးတွေလာတဲ့ခါလဲပြောလိုက်တယ် ။ရဲ့လေဘာဘာတိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အရေးအကြီးဆုံးကပညာရေးပဲ။အရာပဲဖြစ်ဖြစ်တပ်ပြည်တည်ဆောက်ပဲဖြစ်ဖြစ်အဖွဲ့အစည်းတည်ဆောက်တည်ဆောက်ကျွတ်တန်းကားအဖွဲ့အစည်းတည်။ပညာရေးညံ့သွားရင်အဲ့အဖွဲ့အစည်းညံ့သွားမှာ။ဒီအဖွဲ့အစည်းကနှစ်ချက်လို့ငါရှင်းပြ။ဒီကနေ့ကျမှအဓိကပညာရေးနောက်တစ်ခါကျကိုချင်းတရားအဲ့ဒါက level နဲ့သွားနေပြီးတော့ပြိုင်ပြီးတော့ကောင်းနေမှအဲ့ဘောစီကတွတ်တယ်မယ်လို့လို့ရှင်တပြည့်ပြည့်စုံတော့ဒါကြောင့်ကျွတ်တို့ဒီသာသနာရဲ့အခြေခံဖြစ်တဲ့တရက်ဒီပညာရေးကို အခြေပြက်မသွားအောင်စောင့်ရှောက်ဖို့အရင်ကြီးတယ်။အဲကြောင့်အဲ့ဒီစီပြက်ကစောင့်ရှောက်ဖို့အရေးအတွက်မလုပ်ရမလဲဆိုကျွတ်တို့ဒီဘွားမဝင်ခင်ဒီတကူတော်ပြန်စုစည်းနေမှုအရေးကြီး။ပြန်စုစည်းနေအောင်ဆိုဒါအစ်တွေပြန်လုပ်ပါဆိုလဲ club လုံးလုံး။အဲ့တော့ငါမြင်နေရတကူဒီဖန်တီဖေးပါဒါနဲ့တစ်ဆက်တစ်ဆက်တယ်။ဘုန်းကြီးချုပ်ကပြောသွားတယ်ဟိုကလမ်းပေးလေ။ချောင်းပေးဟိုကကျေးသွားလို့ရှိရင်အဲ့ဒီမှာသူလုပ်လို့ရတယ်။အားရတယ်တောက်လို့ရမယ်နေရတယ်။သူကပြောသွားဒီတော့တောင်းကန်နေတယ်။အကြမ်းတော့တောင်းကနေပြည့်တင်ရအောင်လို့လုပ်ရနှစ်လပြည့်ကျုပ်ဆက်လုပ်ပြီးစီရမှာအဲ့တော့မြင်းနေရပြန်မြန်သတ်မှတ်ပြီးစောင့်ပေးပါလို့ကျုပ်ကမပြောဘူးမြင်းနေရရရင်ငါစောင့်ပါ ကျန်တဲ့ဥစ္စာငါနီးနေကားရတယ်ဘာတို့သာသနာတကယ်ကျစ်တဲ့တကားတွေရှိတယ်လေသာသနာကျစ်တကယ်ကျစ်တဲ့တကားတွေကခုလည်းလမ်းပြောတဲ့လူရှိတယ်အခုရတယ်မြင်းနေရတာရှားပြီပြောလို့တောင်းယူပဲဆိုရတယ်ခုရှောက်ထားတယ်ရှိတယ်တပည့်ကျောင်းသားကောင်းတွေကလည်းတောင်းယူတယ်အဲ့ဒါပြောချင်တာကလမ်းမဲ့စာသင်နှစ်မှာသာသနာပြတ်သွားလို့မရဘူးအချိန်မဲ့သွားလို့မရဘူးဘယ်ဟိုရောက်ဒီအောင်တော့ကြာဟိုတဲဝင်ဒီတဲဝင်ကုန်ဝင်ပြဿနာချုပ်ဘူးလူထက်ကမကြောက်ရတော့ဘူးအဲ့ဒါပြန်တည်ဆောင်ဖို့အတွက်ငါနေုံလားပြည့်နေုံလားကုန်လားဆိုရင်အစင်းနဲ့ပြည့်ရအဲ့တော့တစ်ချက်အနေနဲ့ တို့ဇံမွေးတွေရှင်ဆုံးဖြစ်တာဇံမွေးပြည့်စည်သွားတယ်အဲ့နဲ့ငါမနာဘွဲကိုလှမ်းပြီးတော့ပြည့်ရတဲ့ဗုဒ္ဓနေရအစည်းအဝေးလှမ်းပင်ငါမလာနိုင်ဘူးဒီငါလာငါတော့တောင်းလို့အစိုးတင်မယ်လို့ဥစ္စာအတွက်ဇံမွေးလက်ရှိတောင်းထမ်းဆောင်ရင်းနဲ့ရှင်းနေတဲ့ဘုန်းကြီးပြန်လွတ်လိုက်ပါနံပါတ်1နောက်နံပါတ်2အနေနဲ့အဲ့ဒီဇံမွေးဘွဲပြန်ပြီးတော့ကျင်းပပေးရမယ်ရက်ကိုတော့တော့တင်းတော်တဲ့နေရာကျင်းညာမယ်လို့အဲ့ငါအဆုံးပြုတယ်လို့အဲ့မှာဟိုဥက္ကဋ္ဌရောညနေအဖွဲ့ဝင်တွေရောအကုန်လုံးကနေပြီးတော့ဆွေးနွေးကြအဲ့တီးပြလိုက်အဲ့အားကောင်း ညသူဇာမွေးနဲ့ညမြကောင်းအောင်ပါလေကွာကလေးတွေဆိုတာဇာလုံးအောင်မှာဇာနဲ့နေရမှာဇာမွေးအောင်မှာဖြစ်နေတာလေအဲ့နဲ့ဇေယုတ်ပြီးတော့ရောက်တဲ့ကမှာငါဖမ်းပြီးတော့နေရာပေးရမယ်ညမနစ်ဇာတင်းနဲ့ငါပုံစံမပြတ်လို့ကြာအဲ့ဒါငါရဲ့စီမံချက်ညနေဇာတင်းလိုက်တယ်လေငါကလည်းတိုက်တွန်းတယ်ဒါလို့ရှိရင်ဇာတင်းလိုက်တယ်ယူနေလို့ရတဲ့နေရာတွေရှိရရှင်းလောက်ဇေယုတ်ကြပါရှင်းလောက်ဇေယုတ်ကြပါနော်ဇေယုတ်ပြီးတော့တန်ခါကိုရရမြလက်ခံပေးကြပါအဲ့လိုလက်ကမ်းပေးပြီးတော့ဒီသံတင်တဲ့ပြည့်တိအချိန်ကြီးကိုပြတ်မသွားအောင်ထိမ့်သိမ့်ပေးကြပါလို့ငါကျန်တဲ့စာတိုက်တယ်လည်းပြောချင်တယ်။ကြားပြပြောချင်တော့ကွာ ို့သာသနာဘုရားကရံဖြစ်ဖို့ထားခဲ့တဲ့သာသနာမဟုတ်ဘူးကတရားအထုတ်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ဇာကျက်တဲ့ဇာကျက်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ငြိမ်းချမ်းမှုပဲဖြစ်ပါစေဟုတ်ပြီလားအားကြောင့်လို့သာသနာပို့ပြီးတည်တည်ကောင်းအားလုံးငြိမ်းချမ်းနဲ့ငြိမ်းချမ်းနဲ့ဇာလည်းတင်ကြမယ်ဘုရားလည်းအားထုတ်ကြမယ်ဝိဇ္ဇာနဲ့သရဏတွဲသွားကြပါလို့ငါပြောချင်တယ် ။မင်းတို့တလဲလက်ဆောင်ပေါ့။ဟုတ်ပြီလား။အဲကျန်တာဗာမေးမလဲပြော။ဟုတ်ပြီဗျဒီငလင်းရောက်ပါဗျာဒီမှာရှိတဲ့တန်ခါတော်တွေကဘာလို့များဆက်ဆုံးကြပါလဲဗျာ။ကျောင်းတွင်းကောင်းကောင်းလိုက်တာပြည့်စည်တာတဘာမှမရှိဘူးကျောင်းတွင်းမှာ။ခုနအစာဦးကြီးပြည့်သွားတာဆိုပထမကျွေးဆိုရင်တော့လေကားစစ်တန်တော်ပြုတ်တော်မှာအဲမရှိတဲ့ကုတော်ပြည့်စင်ညာ။ချင်းရသွားရင်လမ်းပေါ်လဲကုလုံးရောက်တော့ကျေးဆိုတော့နောက်တစ်ခါကျမှပြုတ်သွားတာ။ဒီတဲ့မှာပြည့်စည်တာမရှိဘူး။သို့တော်ခုနမှ35လ84 86 ကုလသမိတ်မှာဇာပြေဒါနအဲပြိုးတဲ့ဇာပြေဒါနမှာငါကြောင့်ကိုယ်တော်ကြီးများတယ်ကွာအဲ့တည်းကနေပြီးတော့မှ20နဲ့တပါပြောင်းလို့မူတာဇာပြေဒါနမှာပြောင်းလို့မူတဲ့တည်းကဒီတိုင်းတည်း20နဲ့တပါပါလားဒီကဒီเจ้าဆိုတယ်ပါလေငနာเจ้าနှစ်เจ้าလုံးပါလေအဲ့လိုမျိုးနဲ့ပြည့်စည်တာ20နဲ့တပါဒီတိုင်းထဲမှာတော့ပြည့်စည်လုံးဝမရှိဘူးတပါအဲ့လိုလိုမျိုးတပါ တော့ဒါတော့နောက်ဆုံးနောက်ဆုံးဒီလေးခုဟုတ်ပါဗျာအဲဒီအခုကကြတော့ဟိုအကုန်လုံးနှိပါလောက်ကအဝါရောင်အဆင့်ဖြစ်နေတာဟုတ်လေဆိုတော့ကြတော့အဲနောင်နောင်နှစ်နဲ့ပတ်သက်ပြီးတော့ဗျာနောင်နှစ်ရှင်နဲ့ပတ်သက်ပြီးတော့ရှင်ပြောင်းနေဘယ်လိုမှတွေးထားတာမျိုးရှိပါလေဗျာမစိုးရိမ်တိုင်းမစိုးရိမ်တိုင်းဒီမှာစာဦးတွေကအစံနာရကတွေအကုန်လုံးရဲ့စုံကြီးစီဝေးဆုံးဖြတ်ချက်နဲ့ပုံစံတွေတင်းတော်တဲ့ရှေးခင်းနဲ့လျော်ညီတဲ့ပုံစံတွေကိုအနာကအဖွဲ့အားလုံးရဲ့သဘောတူညီညီဆုံးဖြတ်ချက်ချမယ်နာကအအားလုံးသဘောတူမှာဆက်ပြီးလုပ်ခွင့်ပေးမယ်ဟိုတုန်းကတော့ဘယ်လောက်လူနိုင်လဲဆိုလဲလက်ခံပေါ့ကွာ အာရှခက်ကလာခြင်းတွေကသူကမနေရလဲမြေကြီးပေါ်ပဲနေတော့မယ်ခက်ကလာခြင်းတွေကနာကအားလုံးသူက26ပါအုပ်ချုပ်တာဒီကျောင်းတိုင်းကဒုသကကနာတာစားပဲရှင်းတော့ကလက်စုရင်မင်းနေအုပ်ချုပ်တယ်လို့ပဲကနာရစားပဲဒီဖွဲ့လိုက်သုံးပြချက်နဲ့ဒီပြုတယ်အလုံးလို့တာလဲအဖွဲ့လိုက်လို့တာငါခကြီးသွားလို့ဘာမှမဖြစ်ဘူးကျန်တဲ့ကျန်တဲ့ပုံပုံတွေဆက်လို့ဒုတိယဘုန်းကြီးနောက်တစ်ပတ်သက်သွားခကြီးသွားကျန်တဲ့ဘုန်းကြီးတွေအဖွဲ့စီလိုက်အဲ့ဒီတော့တက်စစ်တက်စစ်သူကသူအမိတ်ပြီးပြီးသားအထူးအမိတ်ပြည့်တယ်မရှိဘဲနဲ့ အဲ့ဒီအုပ်ချုပ်သွားတာ20နဲ့6ပါရှိတယ်ဒီကြောင့်ဘီယုံသားရှိမှရမ်းမနိုင်ကဖြစ်တာလေဒါကြောင့်မလို့နောက်မှလည်းပေါ်ရင်ပြောတဲ့ကတော့ငါစာဟုတ်တွေပါလေဖြိုးစရာကြီးဖြိုးပြမယ်သူပြောမယ့်အစင်းဆိုဖြိုးပြမယ်အဲ့ဒါကြောင့်နိုင်ကဖို့အဆုံးဖြတ်ချက်ချပြီးဒီနောက်ဘလို့သာလုံးမယ်အကုန်လုံးသဘောတူညီချက်နဲ့ပဲဆက်ပြီးတော့လှုပ်သွားရင်ရှင်းမှကြတော့နေသမျှပုံပုံတွေလည်းကျန်းသားသားနဲ့ သန္ဒနာရေးချေတို့ထိမ့်သိမ့်မှုဒါရည်ရချက်ပဲတင်ပါပြီဟုတ်လို့ဒီမှာကျတော့ညဘက်ကျင်းတော့ဘယ်နာမှကျင်းရတာလဲဦးတော်ကမြေကြီးပေါ်ဟိုဘက်ကျောင်းထဲမှာဦးတော်တဲလေးတွေလောက်တာလေဟိုဘက်အဲဒါကျောင်းထဲအပြင်ဘက်ကဘက်ကျောင်းထဲမှာတော်များများနေကြတယ်အခုကနေတော့နန္ဒာတော်ပြောမယ်တင်ပါပြီအဲ့ဒီကုဏောင်းကလောလောဆယ်နှစ်လအတွက်စီမံချက်ဆိုတဲ့ဥစ္စာမှာငါကတော့ကိုယ်တော်ဝင်းကျုပ်လည်းပြောထားတယ်ကျန်တဲ့ဆိုင်ရဆိုင်ရလည်းပုံကိုကူညီတောင်းတာပေါ့မြေလေးရအောင်လို့ပဲဆိုတော့အမနာမမြေလေးတကွနေကလည်းကတ်နေရရှိတယ်ပေါ့အဲ့မြေကတ်နေနေကလေးကိုငှပါလို့၄ငါးနှစ်လောက် ရလို့ရှိရင်ငါတို့အပိုင်မပြူပါဘူးအဲ့တဲမှာဆိုရင်ခုလက်တဲတွေနဲ့တဲတန်းကြီးတို့ပါခုကပုံဆွဲပြီးပြီငါမမြင်မရသေးလို့ပေ50ပေ100တတ်ဆောင်မလားတတ်ဆောင်မလားအစီမေးပါတွက်ခိုင်းတာလေအဲ့ခုကမန်းချင်းသိန်း2000ကျော်ပေါ့သိန်း2000ကျော်ဆိုရင်နှစ်တက်ကျော်ကျော်ရမှာနှစ်တက်လောက်ရမှာပေါ့အဲ့ဒါပေါ်တက်ဟောတာစာချဟောတာတန်ခမ်းနေ1000ဆောင်လောက်ငါထိုးကြလိုက်လို့ ခုအရင်နဲ့ဆွဲထားတယ်ခဏခဏငွေကြေးတွက်တာမပြီးသူတွက်ခိုင်းတာလက်ထပ်ပဲငွေတွက်လိုက်ပါကွာလို့ပြောတာအဲ့လိုလှုပ်လိုက်ရဲ့ငါတော့ပြောတယ်တော့တင်းတယ်လေရှင်ဝင်းတို့ပါလို့ပြောတယ်ဒါတော့အဲ့ဒီသူတို့နဲ့လည်းဒီမှာသူတို့အဆောင်ကြီးတွေကိုလမ်းနေပါလေဟိုးဘာလို့ကြောက်စိမ့်ပြန်နားမှာဒီ၄၆00လောက်အဆောင်ကြီးတွေလို့ပြောတယ်ငါတော့မသိဘူးအကြီးကြီးလိုက်လားလို့အဆောင်ကြီးတွေလင်းကားဆောင်ကြီးတယ်လေကြောက်နေပါတယ်လာပါတယ်သူကအင်တာရိုးကမှလုပ်မဲ့တယ်ဩဂုလာတီရောစားတော့တောင်းယူမဲ့တယ် ဟာမင်းတို့ကတောင်းယူတာပြီခဏငါငါတို့ဘာသွားလုံမှာလို့ငါတို့မလန်နေဘူးကလို့ကျန်တဲ့လူတဲတုံးပြလိုက်မယ်လို့တန်းနဲ့နောက်ကျဖြစ်နေတာလို့ပါကွာလို့ငါတို့အဆောင်ဒီပိုင်းဆောက်မယ်ဆိုမင်းတို့ကန်တိုက်တယ်လာပြီးတော့ဝိုင်းဆောက်ပေးသားမှာလို့ငါပါဆယ်ဆိုင်မင်းတို့ကဝိုင်းဆောက်ပေးအဲ့လိုအစဉ်ပြေမှာပေါ့လို့သူတို့တောင်ပြောလွတ်လိုက်တယ်ဟုတ်ပါဗျာလို့ရွှေချက်သဘောပေါက်ပြီလားပေါက်ပါဗျာ သာသနာအပြည့်မခံနိုင်ဘူးတင်ပါဗျာအဓိကအပြည့်သာသနာတွေပြည့်ရင်မင်းတို့လည်းသာသနာပြည့်ပြီတင်ပါဗျာဟုတ်ပါသာသနာကွယ်ရင်မင်းတို့သာသနာကွယ်ပြီအဲဒါကြောင့်ဝိုင်းထိန်ကြပါအားလုံးတင်ပါဗျာတောင်းရှိတယ်တင်ပါဗျာကိုရန်နေမှာအဓိကတောင်းရှိတယ်တက္ကະတွေတွဲဖက်ပြီးတော့အကုန်လုံးတောင်းရှိတယ်တင်ပါဗျာတရားတိသာသနာမပြည့်စင်နဲ့တင်ပါဗျာတင်ပါဗျာအဲဝိုင်းထိန်တင်ပါဗျာရန်နေနေရလဲအားပေးတင်ပါဗျာဟုတ်ပြီ